ဓမ္မနန္ဒောဝိဝန္ဒနာရိတ်တာတည်ထောင်မှုရန်အတွက်သရဏပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုဤမှန်ပြီးပါလူတန်းပြကြသောအလူရှင်များမှာရန်ကုန်မြို့နေအဖွားတော်ဆန့်မိသားစုမှ၃သိန်းကျပ်ဒေါ်ညင်းညမ်းဝေမှ၅တောင်ကျပ်မန္တလေးမြို့နေဦးဝင်းဆင့်မိသားစုမှ၁သိန်းကျပ်မန်နန်းယရနာမြတ်မော်မှ မိခင်ကြီးဒေါ်ပေါင်းနိုင်အားအမှုထားဥထိတ်မှပန်းဆင်ပြီးတဘောတက္ကနာကျောင်းကျင်းသွားသောဖခင်ကြီးဦးအိုက်လှိုင်နှင့်အဖွားတော်ဟောင်းကို အဖိုးဦးအိုက်ထွန်းတော်အားရည်သူရည်မှန်၍သုံးသိမ့်ချက်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည် ကြောက်ဆဲဖြစ်သောကံတော်ပေသောအနန္တသောယောဂါသောအမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုံငင်းရဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါသည်ထိုမှတဖန်ဦးအိုက်လှိုင်းတည်၎င်းတော်ဟောင်းကိုတည်၎င်းဦးအိုက်ထွန်းတည်၎င်း ဒေဂရိခာတမယ၌မသိမတဲ့နှလုံးသိမ့်ပင်ညာမရောက်ရှိခေါင်းတော်ဘုံဘုံဗုဒ္ဓနာစီတို့ရောက်ရှိနေညာယနေ့ယခုကျန်သောမိသားစုများမှပေးပို့ပြုလို့အာထုဝသောကုစုကောင်းမှုတို့အားဈာတိ၍တာလူခေါ်နိုင်၍တော်၎င်းအမမနာတဘာဝသောတန်ခါတော်အရှင်သူမြတ် အပေါင်းတို့နှင့်ရွှေမျိုးမိတ်တန်ဟာအပေါင်းတို့မှပေးပို့အပ်သောကုစုအမြတ်တို့အားတာလူခေါ်နိုင်၍တော်၎င်းမိမိပြုလို့ခဲ့ဘူးသောကုစုကောင်းမှုအစုစုတို့အား ပြန်လည်ကမှတ်ရရတာတို့ခေါ်နိုင်၍တော်လကောင်ယနေ့ယခုကျန်သောမိသားစုတို့မှတဘာတကနာချုံချင်းသွန်သောရှူအောင်မြောမိပါဘိုးဘွားပေါင်းတို့အာရည်သူရည်မှန်ယခုလိုပြုလို့အထုခဲ့သောကုသိုလ်ကောင်းမှုတို့အာချားတိ၍တာတို့ခေါ်နိုင်ပြီနင်တကယ်၍နေကျန်သောဘုံဘွားဘုံဌာနသည်တို့ရောက်ရှိနေညံအံယနေ့ယခုပြုလို့အထုပြပို့အပ်သောကုသိုလ်ကောင်းမှုတို့အာတာတို့ခေါ်နိုင်ပြီနင် နေញ្ញသောဘုံဘဝဗုဒ္ဓနာစီမတိမြင်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိပါသည်ဟုဆုတောင်းသမှုအာယံပြု၏ဤကုစုအားဒါရုခွန်နိုင်ပါစေ။အဲ့တော့နမတေမေးထားတဲ့မေးခွန်းကတရားအားထုတ်နေရင်စိတ်တွေပြန့်လွင့်လာတဲ့အခါမှာတရားအားထုတ်လို့မရဘူးဘလို့ဆက်ပြီးတော့အားထုတ်အောင်လဲဆိုတဲ့နံပါတ်1မေးခွန်းပေါ့။အဲ့တော့တရားအားထုတ်တာဟာ ူရင်ငမေဧကဇာရံအတ္တရိဏကုဝတယံရံစိတ်တံတယမိတံတိမောက္ခန္တိမာရဘာဒနာစိတ်တည်ငြိမ်အောင်တရားအားထုတ်တာစိတ်တည်ငြိမ်ဘာလို့မလဲဘာဖြစ်လာမလဲဆိုမိမိစိတ်ကိုလိုသလိုပုံသွင်းလို့ရတယ်အဲစိတ်တည်ငြိမ်နေဆိုတာတမာရီနဲ့တည်ငြိမ်တာတည်ငြိမ်တဲ့စိတ်ကပြောင်းလဲတယ်ဖြစ်ပြီးတော့ပြတ်တက်တယ်ဆိုရင်စိတ်ရဲ့ဖြစ်ပျက်ကိုမြင်ဒုက္ခသစ္စာကိုမြင်တာဒုက္ခသစ္စာကိုဆုံးဖြတ်ချက်ချအဲလိုဆုံးဖြတ်ချက်ချနေတာဖြစ်တဲ့အတွက်သမုဒိယသစ္စာတည်တယ်မေဃသစ္စာ ဂိမ်းနေတယ်အဲ့ဒီချိန်မန်စိတ်နဲ့အသက်ရှင်နေတယ်အဲ့ဒီချိန်သမုဒိယသစ္စာဝင်ထဲမှာသေးနေတယ်နောင်လာမဲ့ဒုက္ခအကြောင်းတရားတွေကိုဖြတ်နေတယ်အဲ့ဒါကိုတရားအထုတ်တယ်လို့မြန်မာလိုပြောတာပါဠိလိုထင်ထင်ရှားရှားပြောရရင်တော့ဝိပဿနာရှုတယ်လို့ပြောတာအဲ့တော့ဘာရှုတာလဲလို့မင်းအခေါင်းကစိတ်မတည်ငြိမ်တာကိုရှုတာမတည်ငြိမ်တဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်တာဘာနဲ့တည်ငြိမ်အောင်လုပ်တာလဲသတိနဲ့တည်ငြိမ်အောင်လုပ်တာသတိပိုင်း တမဝါယမနဲ့တမတမာရီကတွဲလုံးအနေနဲ့သာဇာတအနေနဲ့ပါနေတာဆိုတော့ဒါကြောင့်တရားအားထုတ်တဲ့အခါမှာစိတ်မတည်ငြိမ်ဘူးမလို့ရှုရမလဲအားထုတ်နေနေဆိုတခါတလေမှအားထုတ်လို့ကောင်းတာရှိတယ်တခါတလေမှအားထုတ်လို့မကောင်းတာရှိတယ်စိတ်မတည်ငြိမ်ဘူးဆိုတဲ့သဘောကိုပြောတာဒါဆိုဘာအားထုတ်ရမလဲဘလို့လုတ်ပြီးတော့စိတ်တည်ငြိမ်အောင်လုပ်ရမလဲဆိုတဲ့အဖြေတော်တော်ခက်တယ်ဒါကဒါကြောင့်တရားအားမထုတ်ခင်မှာဘာသိရမလဲလို့မေးရင်သိတရားနဲ့ရှုတရားနှစ်ချက်မှာ တည်တရားအရင်တည်အောင်လုပ်ရမယ်။တည်တရားမတည်ရင်မပြည့်မလဲလို့မင်းရှေးပိုင်းရောက်လာလေတန်တရားတွေပို့ပြီးတော့အများလာလေပဲ။အဲ့တော့တရားထုတ်တဲ့ယောဂီကတည်တရားမတည်ပဲနဲ့အားထုတ်ရင်နောက်ပိုင်းမှာပြန်ပြန်ပြီးတော့ short short ကြတာကအဲ့ဒီတည်ရမယ့်အကြောင်းတရားတွေကိုစုံစုံလင်လင်မတည်တဲ့အတွက်ပြန်ပြီးတော့ short သွားတတ်တယ်။ဒါကြောင့်တည်ရမယ့်အချက်လက်ကခန္ဓာတည်ရမယ့်အာရဏဒံသစ္စာပရိစ္ဆာသမုပ္ပတ်ပြီးတော့အကြောင်းအကျိုးအဖြစ်အပျက်တမထဝိပဿနာအရှုခံအရှုဉာဏ်အဲ့ဒါတွေအားလုံးဟာတည်ရမယ့်အကြောင်းတရားတွေပြီးတော့ယုံနဲ့တည်ရ အဲ့ဒါဒီအားလုံးကိုဆုံးဆုံးလင်းလင်းသိထားရင်တော့တရားအထုတ်တဲ့နေရာမှာအလုံးမတန်မကောင်းတယ်အဲ့တော့ကိုယ်ကတရားအထုတ်နေရင်းနဲ့စိတ်ပြန်လွင်နေဆိုအဲ့ဒီပြန်လွင်တဲ့စိတ်ကရှုစရာပဲအဲ့တော့ပြန်လွင်တဲ့စိတ်ကအရှုခံပဲအဲ့ဒီအရှုခံကိုနောက်ကနေအရှုညံနဲ့လိုက်တာဟာတရားအထုတ်တာပဲအဲ့တော့မတည်ငြိမ်တဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်တာတရားအထုတ်တာပဲအဲ့တော့မတည်ငြိမ်တာတရားအထုတ်မှမတည်ငြိမ်မှန်းကိုသိရတကယ်တော့မတည်ငြိမ်တာအလုံးလုံးနေတဲ့အခါမှာလည်းမတည်ငြိမ်အောင်အလုံးသာလုံးနေတဲ့စိတ်ကတော့ဟိုသွားဒီသွားရောက်ရိုက်ခတ်နေတယ်ဒါကစိတ်တဏှုပ္ပတနာအတွက်ပြောတာ စိတ်တည်ငြိမ်သွားတဲ့အခါမှာကာယ ानु ပဒနာအနေနဲ့ကြည့်မယ်ဆိုရင်တည်ငြိမ်တဲ့စိတ်ကညံစိတ်ဖြစ်ပြီးတော့အဲ့ဒီညံစိတ်ဟာကာယ ानु ပဒနာကိုရှုတာပြောရင်တော့ခန္ဓာရဲ့ဖောက်ပြန်မှုကိုရှုတာအဲ့ဒါကိုကာယ ानु ပဒနာသတိပဋ္ဌာန်ရှုတာအဲ့တော့ဘယ်ဘက်ကရှုရှုရုပ်ပဲရှုရှုဝေဒနာပဲရှုရှုစိတ်ပဲရှုရှုဓမ္မပဲရှုရှုအဲ့တော့စိတ်လို့ပြောရင်ဝေဒနာပြီးတော့ဓမ္မအကောင်လုံးကပါပြီးသားပဲအတွဲလိုက်ပါတယ်ယုတ်ကိုရှုရင်လည်းယုတ်ကဥဆောင်ပြီးတော့ဝေဒနာနဲ့နောက်တစ်ခါ ဓမ္မအတူတူပါပြီးသားပဲအဲ့တော့ယင် အရှုခံနဲ့အရှုညာမကွဲတဲ့အခါမှာပြန်လွှင့်နေတဲ့စိတ်ကအရှုခံပါလားလို့မသိတဲ့အတွက်အရှုညာပျောက်သွားတာဘာရှုမှမသိတော့အဲ့ဒါကရှင်းပိုင်းမှာတိတရားဖြစ်တဲ့ယုံနာအကြောင်းအကျိုးအဖြစ်ပြတမထာဝိပဿနာနဲ့အရှုခံအရှုညာခန္ဓာယတနာဓာတ်သစ္စာပရိစ္ဆန်သောအမှတ်ကိုကြည်ကြည်လဲလဲညာတပရိညာအတိဖြုတ်နေနဲ့မသိခဲ့တဲ့မကြွညင်ခဲ့တဲ့မသင်ခဲ့တဲ့အခါကြတော့ အားထုတ်ရင်းနဲ့တန်လျာဖြစ်တယ်ဒါကြောင့်ပရိသတ်သောဗန်နေတို့ဓမ္မေတို့ကင်ခတိဝိဇိကိစ္စတိပြန်လွင်နေတဲ့စိတ်ကအကြောင်းအကျိုးပဲအဲ့ဒီအကြောင်းအကျိုးနဲ့ပြန်လွင်နေတဲ့စိတ်ဟာအရှုခံမှာလားလို့မသိလိုက်တာစိတ်ပဲလို့သိရင်ဒိဋ္ဌိပြုတ်တယ်အဲ့တော့အားထုတ်နေရင်းနဲ့တိခါယကင်ခတိဝိဇိကိစ္စတိမိမိအားထုတ်ဆဲဖြစ်သောတရားရဲ့အပေါ်မှာပြန်ပြီးတော့တန်လျာဖြစ်တာဟာအကြောင်းအကျိုးယုံနံအဖြစ်ပြန်တမထောက်ဤပဒနာအရှုခံအရှုညာ အဖြစ်အပျက်နဲ့ခန္ဓာရဏဓာတ်သစ္စာတွေကိုကြည်ကြည်ပြုံပြုံမသိတဲ့အတွက်ကြောင့်အာထုံရင်းနဲ့နောက်ပြန်လျှော့တာဘာအာထုံရမှလဲဘာရှုရမှလဲဆိုတာရှုရင်းနဲ့လမ်းပြောက်အဲ့ဒါကိုလမ်းပေါ်ကနေလမ်းလျှော့တယ်လမ်းလျှောက်ရင်းနဲ့လမ်းပြောက်တယ်ဘာလို့ပြောက်တာလဲဒီဘက်မှာတိတိယာနဲ့ရှုတိယာမကွဲခင်ဒါကြောင့်သင်တန်းသင်တန်းဆိုတာတိတိယာတိယာမယ်ရှုတိယာရှိရရှုတိယာတိယာရှုတိယာလည်းရှိကိုရှိနေရတယ် ဒါဆိုတိတိယသိရင်ဘာဖြစ်မလဲတန်တရားဝတိကိစ္စခုလိုမျိုးတန်တရားဝတိကိစ္စမရှိတော့ရှုတရားရှုရင်ဘာဖြစ်မလဲဒိဋ္ဌိပြုတ်တယ်ပရမတိတိယကတက္ကံအဋ္ဌိကိုအတိညာနဲ့ပြုတ်တယ်ရှုတရားကတန်တရားဝတိကိစ္စတန်တရားဝတိကိစ္စသိအောင်လို့သင်ပေးတာအဲ့တော့ရှုလိုက်တဲ့အချိန်မှာဖြစ်ပြမြင်သွားတဲ့ဆိုတက္ကံရနဲ့တတ္တရာဥစေတာဒိဋ္ဌိအတွဲလိုက်ပြုတ်တယ်အကြောင်းကျိုးလဲဆင်းသွားတယ်အဲ့ဒါကအာရုံမဲ့ယောဂီရဲ့တရားအမထုတ်ခင်မှာ ပိုင်မနေနေသိရအဲ့တော့အာမထုတ်ခင်မှာအဲ့ဒါသိပြီးအာထုတ်တဲ့အချိန်မှာညံရှင်းတာပေါ့ဒါကြောင့်တန်တရာရှင်းရင်ညံလင်းတယ်ဒါကတစ်ချက်နောက်တစ်ခါအာမထုတ်ဖဲနဲ့အာမထုတ်ခင်အာမထုတ်တဲ့အချိန်မှာသွားရင်းလိုက်ရောင်းရင်းဝယ်ရင်းနဲ့တိုက်လာတဲ့အာယုံနေရဲ့အပေါ်မှာဆိုကြပါသူအစင်းနဲ့ဒီမျက်စိနဲ့မြင်စိတ်တိုက်လိုက်တဲ့အခါမှာမြင်စိတ်ပေါ်တယ်ဒါအာထုတ်နေတဲ့အချိန်ပေါ့အဲ့ဒါဘယ်လိုရှုမလဲဆိုအကြောင်းကျိုးယုတ်နံဖြစ်ပြဒုက္ခသစ္စာ ဒါရှုတရားတန်းပြီးတော့ဝင်တယ်အဲ့ဒါကတင်ထားတဲ့ပုံပေါ့တင်မထားတဲ့ပုံကိုကြတော့ရှုမှာပဲထိုင်းပြီးတော့ရှုမှာပဲဒါရှုတရားလို့ထင်လိုက်တာမဟုတ်ဘူးအမှန်တော့ရှုတရားတိအများတန်းရှင်းနေတယ်အများတန်းလည်းရှုနိုင်ရမယ်အများတန်းလည်းရှုတတ်ရမယ်ဒါကတော့စကားအနေနဲ့ပြောတာအများတန်းထိုင်းရှုနိုင်လားလို့မင်းထိုင်းရှုကိုမလွယ်ဘူးအများတန်းဝရှုနေသလားလို့မင်းအများတန်းရင်းသာတောက်လျှောက်ရှုနေမယ်ဆိုရင်တော့မြ мян တော်တာပန်တီမြ мян ကိစ္စအဝိစ္စမြ мян ပြီးတာပေါ့ဆိုတာကတော့အများတန်းရှုဖို့အတွက်တင်တာပဲဒါပေမဲ့ ရှုနိုင်တဲ့အချိန်မှာရှုရှုတဲ့အချိန်ဟာဒိဋ္ဌိသုံးမျိုးပြုတ်ပြီးတော့တန်တရားဝစီကိစ္စကင်းနေတယ်ဆိုရင်ဒါအကျိုးများတယ်ဒါတစ်ချက်။ဒါကြောင့်တိတိယံနဲ့ရှုတရားတိတိယံသိရင်တန်တရားဝစီကိစ္စဆင်းတယ်။ရှုတရားရှုရင်ဒိဋ္ဌိသုံးမျိုးပြုတ်တယ်။အဲ့ဒါတိတိယံနဲ့ရှုတရားရဲ့အပိုင်းနောက်တစ်ချက်ကတရားအထုတ်တဲ့နေရာမှာနိုင်ရှိမထိုင်နိုင်လို့ဆင်းရဲတယ်ဆိုတဲ့သဘောရှိတယ်။နိုင်ရှိထိုင်ခြင်းမထိုင်ခြင်းဆိုတာကတတ်မှတ်ချက်မဟုတ်ဘူး။အဓိကကထိုင်နေတဲ့အချိန်မှာကိလေသာမဝင်ဘဲနဲ့ သတိပညာနဲ့အားထုတ်နေဖို့ကနံပါတ်၁ကြတယ်။တဏှာကြီးထိုင်နေအဲ့ဒီတဏှာကြီးအတွင်းမှာသတိနဲ့ပညာအတွဲလိုက်လွှတ်နိုင်တယ်။ဆိုကြပါဦးပေါ်ရခန္ဓာကိုသိနေတယ်။ပေါ်နာပေါ်ရခန္ဓာရဲ့မမြဲတာကိုဆုံးဖြတ်ချက်ချနေတယ်ဆိုရင်အဲ့ဒါသတိနဲ့ပညာအဲ့ဒီချိန်တဏှာကြီးထိုင်နေတန်ဖို့ရှိတယ်။အဲ့ဒီချိန်7မိနစ်ထိုင်နေတန်ဖို့ရှိတယ်။ဒါကြောင့်ယောစာဝတ္တတဏ္ဍီဝင်အပတ္တဥရိယပြန်ဧကန်ဇီဝိတံတေယောပတ္တံတော်ဥရိယပြန်အသက်တရာတထောင်တထောင်ရှိပြီးတော့ဖြစ်ပြမမြင်ရင်လို့ပြောတာဖြစ်ပြမမြင်ရင်တန်ဖို့မရှိဘူး။ တရက်ပဲနေနေတစ်နှစ်ပဲနေနေတဏှာကြီးပဲအားထုတ်ရတော့ဖြစ်ပြမြင်တယ်ဘု து ဖြစ်ပြလဲရုပ်ရဖြစ်ပြနာရဖြစ်ပြဝေဒနာရဖြစ်ပြဓမ္မရဖြစ်ပြငါတို့ဘာယောက်ျားကြီးမှာပုဂ္ဂိုလ်တ attva စိတ်သုံးတာမလို့ဖြစ်ပြမြင်တယ်ဖြစ်ပြမုန်းတယ်ဖြစ်ပြကိုညင်းငွေသွားတယ်ဘု து ကိုညင်းငွေတာလဲဖြစ်ပြလို့ပြောတာအမှန်တော့ဒုက္ခအေးဒုက္ခလို့ပြောတာတကယ်တော့ယုံနံဖြစ်ပြဆုံးသွားတယ်ဆိုတာမဆုံးတာလဲယုံနံဆုံးတာယုံနံဆုံးတာကိုမြင်တာတစ်ချိန်မြင်တော့သွားတာဗန်နေအဲဒါလေးမြင်ပြီးတော့တဏှာကြီးပဲနေနေတဏှာကြီးပဲ အားထုတ်အားထုတ်တန်ဖို့ရှိတဲ့သူလို့မြတ်စွာဘုရားကပြောတာဒါဆိုရင်ဟုတ်ပြီအချိန်အများကြီးထိုင်နေမှာဆိုတာမျိုးမဟုတ်ဖ ೇನೆ အများကြီးထိုင်နေလည်းကောင်းတယ်အများကြီးမထိုင်နေလို့ထိုင်နေတဲ့အချိန်မှာကိုကဖြစ်ပြမဲ့ကိုက်နေတယ်ဆိုရင်ကိုကတန်ဖို့ကြီးတယ်အဲ့ဒီလိုတန်ဖို့ကြီးတဲ့အချိန်တွေမျိုးကပို့ပြီးတော့ကောင်းတယ်ဒါဆိုဟုတ်ပြီအများကြီးနဲ့ကြိမ်နေအများကြီးနဲ့အချိန်တွေအများကြီးနဲ့ထိုင်နေတယ်ဖြစ်ပြမက်ကလည်းပိုင်ပိုင်နေနေကြာပြီးတော့ဆုံးဖြတ်နိုင်တယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ် ထိုင်တော့ထိုင်တယ်နှစ်နာရီသုံးနာရီထိုင်တယ်အလေးချင်းအရာထိုင်တယ်ဒါပေမဲ့လို့တနင်္လာနေ့နာရီကျောသွားတဲ့အခါမှာဖြစ်ပြမမြင်ဘူးဝေဒနာကြီးပဲကြည်ပြီးတော့အဲ့ဒီဝေဒနာကြီးပဲပျောက်ကျင်နေတယ်အဲ့ဒီဝေဒနာကြီးပဲမုန်းလာတယ်အဲ့ဒီဝေဒနာကြီးကိုမကြည့်ကျင်တော့ဘူးဆိုရင်တော့ထိုင်နေတဲ့နာရီတွေကအလဟတ္တအချိန်ကုန်တယ်ဒါကမမြင်တာကိုပြောတာမြင်နေရင်တော့တစ်သက်လုံးထိုင်နာရီချီထိုင်